မြန်မြန်ချမ်းသာကြွယ်ဝခြင်းနဲ့အိမ်မက်တစ်ခုကိုဘလို့အကောင့်ထဲပေါ်ရမလဲဒီနေ့မှကျွန်တော်မျှဝေပါမယ်အဲ့တော့လူတော်တော်များများကချမ်းသာခြင်းကြတယ်အဲ့တော့ငွေတွေအများကြီးပိုင်ဆိုင်ခြင်းကြတယ်ဒါပေမဲ့ကျွန်တော်အခုပြောပြမယ့်အရာတစ်ခုကိုမလုံမိတဲ့အခါမှာသူတို့ရဲ့ချမ်းသာကြွယ်ဝခြင်းနဲ့အိမ်မက်တွေပျက်စီးသွားတယ် တော့ကျွန်တော်လူ2ယောက်ရှိတယ်အဲ့တော့ရေရှားတဲ့မြို့မှာနေတဲ့လူ2ယောက်ရှိတယ်ပထမတက်လူကတော့ဘာလုပ်တယ်လဲဆိုတော့သူကမြို့နဲ့တိတ်မဝေးတဲ့နေရာကရေတွေကိုပုံးနဲ့ခတ်ပြီးတော့မှဒီမြို့ကိုလာပြီးတော့မှရောင်းတယ်เนาะဒီမြို့ထဲမှာရောင်းတယ်အဲ့တော့နေတိုင်းရောင်းတဲ့အတွက်နေတိုင်းဘာဖြစ်လဲဆိုတော့ဝင်ငွေတွေရတယ်ဒါပေမဲ့သူမရောင်းနိုင်တဲ့နေ့နေမကောင်းတဲ့နေ့မှာတော့ကျွန်တော်တို့ဝင်ငွေတွေမရဘူးပေါ့ နောက်ထပ်လူတယောက်ကတော့ဘာလုပ်တယ်လဲဆိုတော့တခြားလုပ်လုပ်တယ်ရလာတဲ့ငွေလေးတွေကိုဘာလုပ်တယ်လဲဆိုတော့အဲ့ဒီမြစ်ကနေပြီးတော့မှဒီမြို့ကိုရောက်ဖို့အတွက်ဘာလုပ်တယ်လဲဆိုတော့သူကရေသွဲနေတာเนาะပိုက်နဲ့ရေသွဲယူနေတာသူရတဲ့လောက်ငွေကိုအာအဲ့ဒီအဲ့ဒီ project ထဲမှာထည့်နေတာအဲ့တော့ခုနကပထမလိုကပြောတယ်မင်းပွားတယ်နော်အဲ့နေတိုင်းရေတွေတဲပြီးခက်ရောက်နေမရဘူးလားဘာကြောင့်မလို့လာပေါင်းများစွာအချင်းကုန်ခံပြီးတော့မှရေသွဲနေတာလဲသူတို့မေးတယ် ဲ့တော့ဟိုလူကဒုတိယလူကလည်းပြောတယ်ငါမှာအကျန်စီရှိတယ်6လ9လနေတဲ့အခါမှာဘာဖြစ်သွားပြီလဲဆိုတော့အဲ့ဒီမြစ်ထဲကရေတွေကပိုက်နဲ့တွေ့ပြီးတော့မှသူ့ရဲ့မျိုးတွေကိုရောက်လာပြီအဲ့ဒီခြေချောင်းမှာသူဘာလုပ်တယ်လဲဆိုတော့ရေပိုက်ကောင်းလှုပ်လိုက်တယ်လှုပ်ပြီးတော့မှရေစပြီးတော့မှရောင်းတယ်အဲ့တော့သူကိုယ်တိုင်မရောင်းဘူး အယောင်းဝန်ထမ်းခေါ်ပြီးတော့မှရောင်းတယ်အဲအယောင်းဝန်ထမ်းကိုလာစားပေးတယ်အဲ့တော့သူရလာတဲ့ငွေတွေကိုသူကတွက်ချက်ပြီးတော့မှယူတယ်ဟောပြီးတော့သူ့ရဲ့ဟလာရေရောင်းတဲ့အကြောင်းအရာကိုလူတွေသိဖို့အတွက် marketing လုပ်ခိုင်းတယ်နော်သူ့ဘော်ဒါပြောင်းဒါမို့သူ့ရဲ့ဝန်ထမ်းတယောက်ခေါ်ပြီးတော့မှလူတွေသိအောင်လုပ်ခိုင်းတယ်အဲ့တော့လူတွေသိတဲ့အချိန်မှာရေရောင်းရတယ်ငွေတွေရလာတဲ့ငွေတွေကိုတိတ်ထားတယ် စုထားတယ်။ပြီးတော့အဲ့ဒီငွေတွေကိုဘာထက်လုပ်တယ်လဲဆိုတော့သူနဲ့အဲ့လိုပဲအလားသဏ္ဍာန်တူတဲ့မျိုးတွေမှလိုက်ပြီးတော့မှရေရောင်းမှုလုပ်တယ်။မြစ်ထရရေကိုမျိုးတွေကိုရောက်အောင်တဲ့အဲ့တော့ဝန်ထမ်းခန့်တော့ရေရောင်းအချိန်သိမ့်မကြောက်။ဘာဖြစ်လာလဲဆိုတော့ချမ်းသာကြွယ်ဝတဲ့သူတယောက်ဖြစ်လာတာ။အဲ့တော့ပထမတူတော့ဒီတိုင်းပဲနော်ရေခက်ရောက်ရင်ရောင်းတဲ့နေ့ပတ်စံရမယ်။မရောင်းရင်မရောင်းတဲ့နေ့ပတ်စံမရအောင်။ ဲ့တော့ပြောချင်တာဒီဘာလဲဆိုတော့ကျွန်တော်တို့ကဘောအမှာချမ်းသာကျွယ်ဝခြင်းနဲ့ဆိုလို့ရှိရင်ငွေမဝင်တဲ့အချိန်တစ်ခုကိုမဖြစ်မနေကြော်လွားသွားနိုင်ရမယ်ဆိုတာပဲအဲ့တော့အားလုံးသိပြီးသားပဲကျွန်တော်အလီဘာဘာကိုဒရောင်းဂျက်မှာเนาะအတထေးဂျက်မှာဆိုလို့ရှိရင်အဲ့တော့တို့ရဲ့အလီဘာဘာ group ကเนาะဝင်ဝင်မရတဲ့ချိန်ကြီးအများကြီးပဲအကြာကြီးတူချိန်ပေးရတယ်ဒါပေမဲ့စိတ်ပြတ်မသွားဘူးเนาะစိတ်တကြမသွားဘူးဘာလို့လဲသူ့ရဲ့အာဒီစိတ်ဒီလူသူ့လိုချင်တာဒီဘာလဲဆိုတော့အောင်မြင်ကြတာကြီးပွားတိုးတက်ချမ်းသာကြတာငွေတွေရကြတာဒါကြောင့်မလို့သူဘာလို့တာလဲဆိုတော့ဒေါရှ ျောက်ဆက်ပြီးတော့မှသူစူးစမ်းတဲ့အခါမှာအခုဆိုဘီလီယံနာဖြစ်သွားပြီအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီဘာလို့ ਆ မှာလဲဆိုတော့ခုနပြောတဲ့ငွေကြေးမဝင်သေးတဲ့အချိန်ကာလတခုကိုစူးစမ်းပန်းစားဖြတ်ကျော်ရမှာအဲ့လိုဖြတ်ကျော်နေတဲ့အချိန်ကိုကျွန်တော်တို့ hot time ပေါ့နော်ခက်ခဲတဲ့အချိန်ပေါ့အဲ့ဒီခက်ခဲတဲ့အချိန်မှာเนาะကျွန်တော်တို့ကသင်ငန်းစာတွေယူရမှာလေ့လာရမှာတင်ယူရမှာရလာတဲ့သင်ငန်းစာတွေပေါ်မှာခြေခံပြီးတော့မှမျိုးစုံပုံစံလေးတွေပြောင်းသွားပြီးတော့မှ ရောက်အောင်ရအောင်စူးစမ်းသွားအောင် အဲ့တော့မြန်မြန်ကြီးကြီးပွားချမ်းသာကြနေဆိုလို့ရှိရင်အချိန်ကာလတစ်ခုငွေမဝင်တဲ့အချိန်ကာလတစ်ခုကိုယူပါအဲ့ဒီကာလတဲကနေပြီးတော့မှခက်ခဲကြမ်းတမ်းမှုတွေကိုယူပါသင်ငန်းစာတွေကိုယူပါခံနိုင်စွမ်းရှိအောင်စ조사ပါမဖြစ်မနေဆက်ပြီးတော့မှသွားပါအဲ့ဒါဆိုလို့ရှိရင်တော့အခုရဲ့ဘဝမှာမလွဲမသွေကြီးပွားချမ်းသာခြင်းဆိုတာကိုရပါလိမ့်မယ် ီကြောင်းအတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီအကျိုးစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကို့အတွက်အကျိုးစုံတွေရရဆိုလို့ရှိရင်တော့ထုံးစံတိုင်းမှာ comment မှာ yes လို့ရေးပြပါ။ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြရတဲ့ကျေးဇူးများကြီးပါတယ်။ကျွန်တော်တို့ကုညာလင်းအောင်မှာမင်္ဂလာရှိသောနေ့ဖြစ်ပါစေ။